ချစ်ခင်လေးစားရပါသောတိုင်းဒါပြည်သူလူထုအပေါင်းတို့ခမညာယခုဆိုရင်အချမ်းဖက်စစ်တပ်ဟာပြည်သူလူထုကပြည်သူအာဏာကိုလက်နက်အားကိုနဲ့လူယူခဲ့တာ၅နှစ်ပြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူအပေါင်းတို့ဟာအချမ်းဖက်စစ်တပ်ကပေးတဲ့ဒုက္ခတွေကိုတမြင့်မြင့်ခံစားလာရတာဟာနှစ်ပေါင်း60ကျော်ကြာညောင်းနေပြီဖြစ်ပါတယ်2021ခုနှစ် စေအနာဒိမုဟာ အကြီးကျယ်ဆုံးသောပြည်သူဒုက္ခကိုယူဆောင်လာပေးတဲ့အချိန်ကာလဖြစ်တယ်လို့အခုဆိုရင်အခါတည်ဆုံးတဲ့အပူလောင်ဆုံးသောနှစ်ကာလများကိုပြည်သူတရလုံးကခါစီခံနေကြတာငါးနှစ်တိတိပြည်တော်မှာဖြစ်ပါတယ်ကျွန်တော်တို့မြို့သားညီရဲ့အဆိုရအနေနဲ့အချမ်းဖက်စစ်တပ်ကပေးတဲ့ပြည်သူဒုက္ခတွေကို အမြစ်ပြတ်ကုသနိုင်အောင်နီးမျိုးစုံနဲ့ဘက်ပေါင်းစုံကနေကျူးစားနေကြပါれပြည်သူအနာကိုပြည်သူလက်ထဲပြန်ထည့်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရဟာတော်လညေတတ်ဦးတည့်ရနေတဲ့ဥဆောင်ထမ်းရွက်နေခြင်းဖြစ်ပါれတော်လညေတတ်ရောကနေဥဆောင်နေတယ်ဆိုပေမဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆိုရဟာ အရာရာကိုတုံညကနေ စတင်ခဲ့ရပါတယ်။ဒါပေမဲ့ပြည်သူလူထုရဲ့ယုံကြည်အကုမှုကတော့ရာနှုန်းပြည့်ရရှိခဲ့ပါတယ်။ပြည်သူလူထုရဲ့ယုံကြည်မှုကြောင့်ကျွန်တော်တို့ဟာလက်ရှိအခြေအနေထိတော်လန်ရဲ့လှိုင်းလုံးကြီးကိုလူထုအားနဲ့ချီမနိုင်တာဖြစ်တယ်လို့အလဲနဲ့တင်ပြလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းတပ်ပြည်သူလူထုအပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံရေးစစ်ရေးတန်တမာရေးနဲ့ဗန္ဒာရေးအကန့်အသတ်တွေကြားထဲမှာစင်ခေါ်မှုပေါင်းများစွာကြုံတွေ့ခဲ့ပါတယ်အဲ့ဒီစင်ခေါ်မှုတွေကိုပြည်သူလူထုအားနဲ့ကျော်လွှားနိုင်ခဲ့တာရှိခဲ့တယ်လို့ကျွန်တော်တို့ရဲ့စွန့်ရဲအကန့်အသတ်ကြောင့်ကျော်ဖြတ်ဖို့ခက်ခဲတဲ့အရာတွေလည်းအများအပြားရှိပါတယ် ်လက်ရှိ channel ထိဂျုံတွေ့ခဲ့ကြပြီဖြစ်တဲ့ဒေါ်လာငွေအောင်မြင်မှုအရရာပြည်သူလူထုရဲ့ခွန်အားတွေနဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်သူလူထုရဲ့တဘောထားနဲ့ဂျူးစီဘောက်ကိုရှေ့ရှုပြီးအစစ်တစိုက်ခြေတက်နေကြောင်းပြောကြားလိုပါတယ်ပြီးခဲ့တဲ့လင်းနစ်ကာလအတွင်းမှာ ကျွန်တော်တို့အစိုးရရဲ့လုံဆောင်ချက်တွေထဲမှာအောင်မြင်မှုတွေလည်းရှိတယ်လို့ကြာဆုံးမှုတွေလည်းရှိခဲ့တာကိုယူသားစွာဝန်ခံပြောကြားလိုပါတယ်။ဒါပြင် အခက်ခဲကြတာနဲ့ပြည်သူနဲ့အတူရုံးကကြော်ဖြတ်နေစေစင်ခုံမှုတွေလည်းရှိနေကြောင်းဝန်ခံပြောကြားလိုပါတယ်။အစိုးရတရားရဲ့အောင်မြင်မှုဟာပြည်သူတရားလုံးရဲ့အောင်မြင်မှုဖြစ်ပြီးအစိုးရတရားရဲ့ကြာဆုံးမှုဟာအဲ့ဒီအစိုးရရဲ့အားနည်းချက်ဖြစ်တယ်လို့ ကျွန်တော်တို့ခံယူပါတယ်။နိုယောဒေါ်လန်ကြီးကအောင်မြင်မှုတွေကိုတွေ့ရရင်ဒါဟာပြည်သူတရက်လုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ယူဆပြီးနိုယောဒေါ်လန်ကြီးရဲ့ချက်ဆုံးမှုတွေတွေ့ခဲ့ရင်ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တယ်လို့ပဲဝန်ခံပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုပေါင်းတို့ခင်ဗျာကျွန်တော်တို့အမျိုးသားညီညွတ်ရဲ့ဆွေရဟာပြည်သူသဘောထားနဲ့ ရင်ချင်းကတ်ထားပါတယ်အခုလဲကျွန်တော်တို့အစိုးရဟာပြည်သူလူထုသဘောထားနဲ့အတူ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုကိုရဲရဲတင်းတင်းလှုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်လို့တင်ပြလိုပါတယ်အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အပါဝင်ပြည်သူလူထုကိုစားပြုတဲ့အစိုးအဖွဲ့များအဖွဲ့အစည်းများရဲ့သဘောထားတွေကိုလဲကျွန်တော်တို့အစိုးရကအစင်မပြတ်နားစွန့်ခဲ့ပါတယ်အဲ့ဒီအဲမှာ အထူးရေးကြိုးဆုံးကတော့စစ်မှန်တဲ့ပြည်သူသဘောထားပဲဖြစ် ဖြစ်ပါတယ်ပြီးသူသဘောထားနဲ့အညီကျွန်တော်တို့ဟာဆွေရဖွဲ့ပြုတ်ပြင်ပြောင်းလဲရဲ့ကိုအစ်င့်လိုက်ပြုတ်လုဆောင်ရွက်ခဲ့ပါတယ်ဆောင်ရွက်တဲ့နေရာမှာအစိုးရပြုတ်ပြင်ပြောင်းလဲရဲ့ကော်မရှင် NUG Reform Commission တခုကိုယူခုနှစ်ဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီကော်မရှင်ကိုကျွန်တော်နဲ့အတူဝန်ကြီးချုပ်ဆရာပြေရှုပ်ထတို့သုံးဦးကဥဆောင်ပြီးလက်တွေ့ချက်ချက်အစိုးရအတွင်းပြုတ်ပြင်ပြောင်းလဲမှုတွေကိုပြုတ်လုခဲ့ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးကိုပုံမအားကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါတယ်မဟာမိတ်စစ်ရေးတပ်ဖွဲ့စုနဲ့မဟာမိတ်နိုင်ငံရေးတပ်ဖွဲ့စုမှဒီတမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းဒေသတော်လည်းအင်အားစုတွေကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံး 조사ခဲ့ကြရပါတယ်။ဒါပေမဲ့အဓိကတိုင်းသာလက်နက်ကိုင်နာစုကြီးတွေဟာအမျိုးသားညီညွတ်ရေးဆွေအဖွဲ့တည်းထဲမှာထဲထဲဝန်ဝန်ပူပေါင်းပါဝင်လာဖို့လက်ရှိချိန်မှာအကန့်တတူရှိနေတယ်ဆိုတာသိရှိရပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့လူထုအကျိုးနဲ့ဒေါ်လာကြီးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုတ်ပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ ြောချင်ပါတယ်ဒါပေမဲ့လူမျိုးပေါင်းစုံဒေတာမျိုးကွဲပေါင်းစုံနဲ့အင်အားစုပေါင်းစုံလွန်းတဲ့ကျွန်တော်တို့နိုင်ငံတွင်းမှာပြည်သူတရက်လုံးမျော်လင့်တောင်းတနေတဲ့စုဖွဲ့လက်တွေ့မှုမျိုးကိုဤနေ့အချိန်ထိအပြည့်ဝမရနိုင်သေးဘူးလို့ဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာလူထုမျော်လင့်ချက်အတုအတွေမပေးချင်တယ်လို့အရှိပါကတိနဲ့ ကင်းကွာနေတာသူကိုလည်းစကလုံးတွေလှောက်အောင်ပြောဖို့ရည်ချက်မရှိကြောင်းပြောကြလိုပါတယ်အဓိကတိုင်းသားလက်နဲ့ကိုင်းသားစုကြီးတွေဟာအမျိုးသားညီညွတ်ချက်စုရရဲ့ပြုပြင်စုဖွဲ့ရေးဖြစ်စဉ်မှာထဲထဲဝန်ဝန်ပူပေါင်းပါဝင်လာဖို့အကန့်အသတ်ရှိတာကိုစစ်စစ်လေးလာတွေ့ရှိရပါတယ်နှစ်ပေါင်း60ကျော်ကြာပြည်သွေးစစ်သားတမိုက်ဆိုင်ရာအညူးနဲ့ လူမျိုးရဲ့အမုံအာဃာတတွေကိုအဓိကပေါ်ဖွာစေရာရေခမ်းမြေခမ်းဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။ဒါအပြင်ကက်ဆက်ဆက်ကအာနာရှင်ဆိုးရတွေဟာ လူမျိုးသွေးခွဲအုပ်ချုပ်မှုတွေနဲ့လူအဖွဲ့အစည်းတွေယုံကြည်မှုပြက်ပြက်အောင် လုံလထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတိမကသေးပါဘူး။ကျွန်တော်တို့နိုင်ငံဟာကမ္ဘာအင်အားကြီးတွေရဲ့ ပါဝါအပြိုင်မို့ဘုထွေအခင်ချင်းရဲ့တန်ကိုလည်းခံစားခဲ့ကြရတာကိုတွေ့ရပါတယ်အထူးသဖြင့်ဘုထွေနိုင်ငံရဲ့အကန့်တတွေဟာကျွန်တော်တို့ရဲ့ညီညွတ်သောတော်လန်ရဲ့အင်နာစုကြီးမပေါ်ပေါက်နိုင်အောင်အဓိကအတားဆီဖြစ်နေတာကိုတွေ့ရပါတယ်ဒေရအတွေ့နိုင်ငံတကာဆက်ချင်ရေးနေပြမှာလဲနိုင်ငံကြီးတွေရဲ့အင်းကြီးချင်းတွေရဲ့အကျိုးစီးပွားအတိုင်းစဉ်းစားချက်တွေက ကျွန်တော်တို့ຫນွေဥတော်လန်ကြီးစုစည်းညီညွတ်မှုကိုကျူးကန်ချေလင်းနေတာကိုတွေ့ရပါတယ်ထို့သူအချို့သောတိုင်းဒါတော်လန်ကြီးအင်နာစုများဟာကျွန်တော်တို့အစိုးရရဲ့စွန့်ဆောင်မှုကိုယခုထက်ပိုပြီးစွန့်ဆောင်နေတဲ့ဥဆောင်မှုကိုတွေ့မြင်လူကြတယ်လို့ယူဆပါတယ်ဒီအထွေထွေအကန့်တက်ကိုကျော်လွန်ပြီးကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပန်းတိုက်ရဲ့အတွက်တနေ့နဲ့တစ်ချင်းချင်းမှာပြည်သူလူထုတရားလုံးမြုံမှန်းတဲ့စုဖွဲ့ညီမှုကိုတည်ဆောက်နိုင်လိမ့်မယ်လို့အလဲနဲ့ယုံကြည်ပါတယ်။ဒေါ်လာငွေအင်အားစုများအကြားလက်တွဲညီညွတ်မှုကိုကျွန်တော်တို့အမျိုးသားညီညွတ်စုရအနေနဲ့ဆက်လက်ပြီးမဆုတ်မနစ်ကြိုးပမ်းသွားမှာဖြစ်ကြောင်းပြည်သူလူထုတရားလုံးကိုကတိပေးပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းတပ်ပြည်သူလူထုပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့ဟာအမျိုးသားညီညွတ်ရေးဆိုရပြုပြင်ပြောင်းလဲရေးကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ပထမအဆင့်ဖြစ်တဲ့အစိုးရအတွေ့ပြုပြင်ပြောင်းလဲရေး internal reform ကိုလုံဆောင်ပြည်စည်းခဲ့ပြီဖြစ်ပါတယ်။ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင် ပြောင်းလဲဖို့ပဲဖြစ်ပါတယ်ဒုတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒါလက်လက်ကတော်လည်းအဖွဲ့အစည်းများပါဝင်တဲ့ကိုစားပြုအားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်တတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့မင်းအွန်လိုင်းနဲ့အချမ်းဖက်စစ်အုပ်စုကိုဖြုတ်ချပြီးအသွေးကိုပြောင်းရဲအစိုးရအတိတ်တရဖွဲ့စည်းဖို့ဖြစ်ပါတယ်အစိုးရ ဖွဲ့တွေပြုတ်ပြင်ပြောင်းလဲရဲကအဓိကလုပ်ငန်းစဉ်300ရက်နဲ့စတင်ခဲ့ပါတယ်။အဲ့ဒါတွေဟာမဟာပြူဟာပြုတ်ပြင်ပြောင်းလဲရဲဖြစ်တဲ့ strategic reform ဖြစ်ပြီးဒုတိယအချက်ကတော့အတိတ်ချက်မှလိုက်တဲ့မဟာပြူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရဲ structural reform ဖြစ်ပါတယ်။တတိယအချက်ကတော့အစိုးရဖွဲ့စည်းပုံအတိုင်းကန္တအလိုက်ပြုတ်ပြင်ပြောင်းလဲရဲ sectorial reform ဖြစ်ပါတယ်။ ကန္တလည်းပြုပြင်ပြောင်းလဲရင်မှာကျွန်တော်တို့လည်းကန္တကြီး600ရက်နဲ့အချမှတ်ထားပါတယ်အဲ့ဒီကန္တကြီး600ရက်ထဲမှာနိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးပြည်သူဆက်ဆံရေးနဲ့ဗန္ဒာရဲ့ကန္တတွေပါဝင်ပါတယ်ဒီလိုမဟာဗျူဟာလိုက်ဖွဲ့စည်းအလိုက်ကန္တအလိုက်ပြုပြင်ပြောင်းရင်မှုတွေကိုဘာကြောင့်လုပ်ရလဲဆိုရင်ကျွန်တော်တို့ဟာဒေါ်လာငွေတရတလုံးရဲ့စုစုပေါင်းရလတ်ကို ယခုအချိန်နဲ့တည်းပုံမူကောင်းမွန်လာအောင်ထွန်းတင်နိုင်ဖို့ဖြစ်ပါတယ်ပထမကတော့အရင်မြက်ခွဲဝဲသုံးစုံမှာပုံမူထိရောက်အောင်တူးမြင့်တိဆောက်ဖို့ဖြစ်ပါတယ်ဒါအပြင်ဒုတိယအနေနဲ့တော်လန်ကြီးကာလအတွင်းမှာအဓိကနဲ့တာမရကိုခွဲခြားပြီးအရေးကြီးတဲ့ကန္တတွေကို ိုမိုအားဖြစ်နိုင်ဖို့ရွယ်ပါတယ်။ဒါတဲ့အချက်ကတော့လက်တွေ့ဥဆောင်နေတဲ့အစိုးရဖွဲ့ကိုလည်းပိုမိုတာဝန်ယူမှုပိုမိုတာဝန်ခံမှုရှိတဲ့အစိုးရတရားဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပြည်သူယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပိုမိုကျေပြန့်စစ်လင်အောင်လှုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ဒီရွယ်ချက်တွေဟာပြည်သူတရားလုံးရဲ့သဘောထားဆန္ဒနဲ့အညီတော်လာကြီးအောင်မြင်မှုရလတ်တွေကိုအဖိတ်အစင်နေအောင် ကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြည်သူတက်လုံးကို တင်ပြလိုပါတယ်ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာဒေါ်လာညေးကာလဆိုတာဂဒီပါလန်ကိုရှောက်နေရတဲ့အချိန်ကာလမဟုတ်ဘူးဆိုတာအာလုံအတိဖြစ်ပါတယ်ကတောင်းကနင်းကာလအတွင်းမှာဖြူပြဲမဖြစ်အောင်တတ်နိုင်သူရဲ့စနစ်တကျဖြစ်အောင်လှုပ်ဆောင်ဖို့ လူတွေလို့ယူဆပါတယ်ပြီးသူတွေဟာဒုက္ခနဲ့အတူဖြတ်သန်းနေရတာကြောင့်ဒေါ်လန်ရဲ့ကာလအတွင်းဒုက္ခတွေဟာတာမန်ကာလတို့ထက်ကဒုက္ခတွေတို့ပူခါတီးတယ်လို့ခံစားမိပါတယ်ကျွန်တော်တို့အနေနဲ့လည်းအစိုးရရဲ့လုံဆောင်ချက်တွေကိုဘယ်လိုအရာကမှအဟောတိကံမဖြစ်အောင်ကြိုးစားလုံဆောင်ခဲ့ကြပါတယ်ယခုလည်းကြိုးစားလုံဆောင်နေဆဲဖြစ်ပါတယ် နောင်များပါလေဆက်လက်ပြီးအယိုဖိတ်နေအောင် အဖိတ်အစင်နေအောင်ချစ်ချစ်လေးလေးနဲ့ကြိုးစားဆောင်ရွက်နေကြောင်းတင်ပြလိုပါတယ်။အစိုးရအဖွဲ့ရဲ့လုံဆောင်ချက်တွေဟာထိရောက်ပြီးချစ်လက်ဖို့လိုအပ်ပါတယ်။ဒါအပြင်အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေဟာတော်လန်ရဲကာလမှာတော်လန်ရဲအစိုးရနဲ့ကိုက်ညင်အောင်တိကျမြန်ဆန်ဖို့နဲ့မံကံဖို့လိုအပ်ပါတယ်။တော်လန်ရဲကာလမှာတော်လန်ရဲအစိုးရကဤပဲဤပဲနဲ့လုံးလို့မရဘူးလို့ ခံယူပါတယ်ဒါကြောင့်ထိရောက်မှုမင်္ဂလာမှုမြန်ဆန်မှုဆိုတာဟာကျွန်တော်တို့ရဲ့ခေါင်းဆောင်မှုအခြေခံမှုအဖြစ်ချမှတ်ထားပါတယ်ချစ်ခင်လေးစားရပါတော့ပိုင်းတပ်ပြည်သူလူထုအပေါင်းတို့ခင်ဗျာကျွန်တော်တို့အနေနဲ့အစိုးရဖွဲ့ပြုတ်ပြင်ပြောင်းလဲရေးကော်မရှင်ကနေအဓိကလှုပ်ဆောင်ခဲ့တာအချက်၃ချက်ရှိပါတယ်ဒါတို့ကတော့ပထမဆုံးအနေနဲ့အစိုးရတည်ထောင်လေးနှစ်တာကာလ အတွေ့ကဝန်ကြီးဌာနလည်းစွန့်ဆောင်ရေးတွေကိုအချက်ကျကျစီစစ်သုံးသပ်ခြင်းဖြစ်ပါတယ်။ဝန်ကြီးဌာနလည်းစွန့်ကြေတွေကိုသုံးသပ်တဲ့နေရာမှာအာသာချက်တွေအာနေချက်တွေနဲ့အောင်မြင်မှုတွေကြဆုံမှုတွေကိုမချွေးမချန်စီစစ်သုံးသပ်မှုတွေ ဖြစ်ပါတယ်။ဒုတိယအနေနဲ့သုံးသပ်ချက်ရလတ်တွေပေါ်မူတည်ပြီးဌာနတစ်ခုချင်းစီလိုက်မဟာဗျူဟာတွေကိုချမှတ်ခဲ့ပါတယ်။တတိယအချက်ကဒီမဟာဗျူဟာတစ်တွင်တဲ့အထူး အထုတော်ဝန်ကြီးဌာနတွေကိုဖြတ်သိမ်းခြင်းအထုကိုပေါင်းစည်းခြင်းတို့ကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီပြုပြင်ပြောင်းလဲမှုရလအသေးစိတ်ကိုကျွန်တော်တို့အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးချုပ်ကနေလူထုထံကိုတင်ပြသွားမှာဖြစ်ကြောင်းအသည့်ပေပြောကြားလိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးတွေဒုတိယဝန်ကြီးတွေနဲ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေဒုတိယဝန်ကြီးတွေဟာအမျိုးသားညီညွတ်ရေးဆိုရချင်းမှာဘဝနဲ့ကိုအားညာအားတွေကိုမြုပ်နှံပေးဆက်ကြတဲ့လူပုဂ္ဂိုလ်တွေဖြစ်ကြောင်းအတိမတ်ပြုပြောကြားလိုပါတယ်အစိုးရအဖွဲ့ဝင်တွေထဲမှာအမဒန်ကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့သူတွေအမြောက်များပါဝင်ပါတယ်ဒါအပြင်ဆိုရဖွဲ့အများစုဟာဥအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုစွန့်လွတ်ပြီးအသက်အန္တရာယ်ကိုမငဲ့ကွယ်ပဲနဲ့အစိုးရဖွဲ့တာဝန်တွေကို ထန်ရွက်ခေချတူတူဖြစ်ပါတယ်။ဒိုင်းပြည်နဲ့ပြည်သူတို့တောင်းဆိုလာတာဆိုရင်ဘဝနဲ့အသက်ကိုမငြိညာပဲပယ်အပ်ချမဲ့တူတူဆိုတာကိုကျွန်တော်လုံးဝယုံကြည်ပါတယ်။အချို့တော့ဆွေရဖွဲ့ဝန်သူဆိုရင်မိသားစုလည်းတေကွဲကွဲကြတာရှိတယ်လို့ရှင်ကွဲကွဲကြတာတို့လည်းအများအပြားရှိပါတယ်။ ဒီလိုပဲဆက်တာတွေကိုကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆွေရကအလဲနဲ့တည်မြတ်ပြုကြောင်းပြည်သူလူထုတရားရုံးချက်မှာထုတ်ဖော်ပြောကြားလုပ်ပါတယ်ယခုလဲအစိုးရဖွဲ့ပြုပြင်ပြောင်းလဲဖို့လိုအပ်လာချိန်မှာအစိုးရဖွဲ့ဝင်တို့ဟာပြုပြင်ပြောင်းလဲရေးမှာတော်လန်ရဲဒဇုံလုံးရဲ့အချိုးကိုရှေ့ရှုပြီးတော့လှိုက်လိုက်လဲလဲပါဝင်ပေးခဲ့ကြတာတွေ့ရပါတယ်ရာထူးတောင်ဝန်ဟာပြည်သူကိုအလုတ်ကျွေးပြုတ်ဖို့အတွက်တာဖြစ်ပြီး အာနာစီစဉ်ရင်မှုဖို့မဟုတ်ကြောင်းကျွန်တော်တို့ဆွေရဖွဲ့အားလုံးနားလည်လက်ခံထားပြီးဖြစ်ပါတယ်။ဒါကြောင့်လို့ကျွန်တော်တို့ဟာတော်လန်ရဲ့ဒီရဲ့အနှင့်အမြင့်အတက်ချကိုမူတည်ပြီးပြုတ်ပြင်းတင်တာကိုရဲရဲတင်တင်ပြုတ်ပြင်းဖို့မတွတ်မဆုတ်ဘူးဆိုတာကို လက်တွေ့ပြသခဲ့ကြတာဖြစ်ပါတယ်။ရာထူးနေရသူဆိုတာယာယီတာဖြစ်ပြီးပြည်သူဂျူစီဘောင်းနဲ့ပြည်သူလွတ်လပ်ခွင့်ဟာသာဝရဖြစ်ကြောင်း ပြည်သူတရက်လုံးကိုအတိပဲပြောကြလိုပါတယ်ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာပြည်သူတရက်လုံးဟာဒုက္ခတောထဲကနေကျွန်တော်တို့အစိုးရတဖွဲ့လုံးကိုမျောလင့်နေကြတာဆိုတာနားလေသဘောပေါက်ပြီဖြစ်ပါတယ်လောလောဆယ်အဖြစ်မြို့သားညီညွတ်ရဲ့အစိုးရပြုတ်ပြင်ပြောင်းလဲမှုအပေါ်မှာပြည်သူတွေဟာအားမလို့အားမရဖြစ်နိုင်ပါတယ်ဒါပြင်မျောလင့်ချက်နဲ့ထတ်တူမကြဘူး လူလည်းယူဆကောင်းယူဆနိုင်ပါလေပြည်သူစိတ်အလိုမကျဒါတို့ကြောင့်ဖြစ်တည်ရဖမ်းမယ်ဆိုရင်ကျွန်တော်တို့ကိုလွတ်လပ်ဖို့နေစွာဝေဖန်နိုင်ကြောင်းပြောကြားလိုပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုလည်းပြည်သူတရက်လုံးကို မလိမ်မညာပဲအတိအလင်းပြောကြားချင်ပါတယ်ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှု အရွတ်တကုတ်ဖြစ်လောင် များစွာကြိုးစား ခကြရပါလေ။ဒါပြင်ပူမိုဆုံလင်တဲ့စုဖွဲ့ဥဆောင်မှုနဲ့အမျိုးသားညီညွတ်ရေးအစိုးရစတင်ဖွဲ့စည်းချိန်မှစပြီးခြေတက်လူခဲ့ပေမဲ့ဒေါ်လာညင်းအင်သာစုကြီးတွေရဲ့ကာယကံမြောက်ဥဆောင်ပါဝင်မှုဖြစ်လာဖို့စင်ခေါ်ချက်တွေအတားဆွေးတွေနဲ့အကန့်တတ်တွေကိုကြုံတွေ့ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒေါ်လာညင်းအင်သာစုနဲ့ယုံကြည်မှုတိဆောက်ရဲ့ အာနာရှင်စနစ်ဖျက်သိမ်းရတဲ့ Federal Democracy ပြီးထောင်စုတည်ဆောက်ရတဲ့ဆက်လက်ပါဆိုင်ကျူးစွာသွားမည်ဖြစ်ကြောင်းထပ်မံကတိပေးလိုပါတယ်။ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာအကျန်းဖက်စစ်ကော်မရှင်ဟာတိတ်မကြမီအချိန်တွင်းမှာအတူအယောင်ရုပ်ောက်ပွဲကိုဇွတ်အတင်းအတမလှုပ်ဆောင်ဖို့ကြိုးစားနေကြတွေ့ရပါတယ်။ အာနာသိစကောမရှင်ရဲ့အတူအယောင်ရုပ်ောက်ပဲဟာလူထုအတွက်ထောင်ချောက်ဖြစ်ပြီးစကောမရှင်အတွက်နိုင်ငံရဲ့တူပေါက်ဖြစ်နေပါတယ်အထူးသဖြင့်နိုင်ငံတကာတိုင်ဝိုင်းမှာအုပ်စုနိုင်ငံရဲ့ကိုအားပြုပြီးစကောမရှင်ဟာပြည်တွင်းမှာအာနာသက်စုရှယ်အောင်လှုပ်ဆောင်ဖို့ကြိုးစားနေပါတယ်စကောမရှင်ဟာသူ့ရဲ့အာနာနဲ့အကျိုးစီးပွားအတွက်ဆိုရင် လူထုကိုပုံစံအမျိုးမျိုးနဲ့အချက်ကိုက်ချင်းချောက်ဖို့ဝန်မလေးဘူးဆိုတာလက်တွေ့ဖြစ်ရတွေ့ကိုတက်တက်ပြနေပါတယ်စစ်အာဏာရှင်ဟာအထူးအရောင်ရုပ်ောက်ပွဲကိုသူတို့အကျိုးစီးပွားနဲ့ရှင်ပြေးမရမကအတင်းပေါ်ဆောင်ဖို့လုပ်နေပါတယ်စစ်ကော်မရှင်ရဲ့ယောဂပွဲကိုအားပေးထောက်ခံနေတဲ့စစ်ကော်မရှင် အပေါင်းပါ နိုင်ငံရေးပါတီတို့ကိုလည်းပြည်သူဒုက္ခတွေမငြိမ်းအောင်လောင်စာ ချက်မပေးပါလေကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကပြင်းထန်စွာဒရီပဲပြောကြားလိုပါလေပါတီတွေနဲ့ပြည်သူဒုက္ခကြီးတက်ကြီးအောင်အယိုးပုံမြောက်မလုပ်ကြဘူးအထူးဒရီပဲပြောကြားလိုပါလေစစ်မှန်တော်ငင်းချာရဲ့နဲ့စစ်မှန်တော်တရားမျှတမှုကိုပြည်သူမျက်နှာကြည့်ပြီးဖော်ဆောင်ကြဖို့အထူးမြတ်တရားခံလိုပါလေနိုင်ငံတကာအနေနဲ့လည်းအကျိုးစီးပွားနဲ့လုံခြုံရေး အထိုင်တစ်ခုဒီကနေစဉ်းစားချက်တွေကနေဖေခွာပြီးတော့လူသားရှုတောင်းလွတ်လပ်မှုရှုတောင်းတရားမျှတမှုရှုတောင်းတွေကနေချင်းကပ်ပြီးရှုမြင်ကြဖို့အထူးမေတ္တာရခန့်လိုပါတယ်စစ်ကော်မရှင်ဟာနိုင်ငံရေးဝက်ဖွဲတွေကိုအတုံးပြုတ်ပြီးလူထုအချင်းချင်းသွေးကွဲအောင်အဖွဲ့အစည်းချင်းချင်းတန်တရားများအောင်အစဉ်တစက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဟာခရီးကျန်းကိုလည်း ဖြတ်နေရတယ်လို့ဝိဝါဒကိုပြမှုတွေကိုလည်းညင်ညွတ်အောင်လှုပ်ဆောင်နေရတဲ့အချိန်ဖြစ်ပါတယ်လူထုအကြားမညင်ညွတ်တယ်လေအနာသိစစ်ကောင်မရှင်ကတဘောကြလေလေဆိုတာကိုမမဲ့ချဘူးလို့ပါတယ်စစ်ကောင်မရှင်ဟာနိုင်ငံရေးအင်အားစုချင်းချင်းကြားတဟဇာဒမဖြစ်အောင် လူမှုအတိုင်းဝန်တွေမညင်မညွတ်ဖြစ်အောင် အမြဲတမ်းတွေးထောလုံးစောဖန်တီးနေပါတယ် ဒါကိုဒတိချက်ဖို့နဲ့အာနာရှင်စစ်ကောင်းဆောင်တွေရဲ့ထောင်ချက်သေးမချဖို့ဒတိချက်ဖို့လိုပါတယ်ကျွန်တော်တို့တော်လာကြီးနာစုတွင်နေနဲ့လေမိမိရဲ့အတ္တနဲ့မိမိရဲ့လမ်းစဉ်တွေကိုတည်တည်ဆုပ်ကိုင်မထားပဲပြည်သူအကျိုးအတွက်ပြည်သူဒုက္ခတွေကိုငှဲ့ပြီးအချင်းချင်းညီညွတ်ရေးကိုဘ ਹੁ ပြုကြဖို့အထူးမြတ်တရားခံပြောကြလိုပါတယ်အထက်က ပြောကြခဲ့ပြီးသလိုပဲပြုပြင်ပြောင်းလဲရဲ့ဒုတိယဖြစ်စဉ်ကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆွေးရနေနဲ့စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးလုံငန်းစင်ချဲမှာတိုင်းဒါမဟာမိတ်တော်လန်ရဲ့အင်နာဆုခေါင်းဆောင်များနဲ့စုဖွဲ့တဲ့နိုင်ငံရေးလုံငန်းစင်ကိုအထူးအားစိုက်ပြီးအိုးဆောင်နိုင်တဲ့အဖွဲ့စည်းတရားဖွဲ့စည်းမှုပြင်ဆင်နေပြီဖြစ်ကြောင်းပြောကြရင်ဤကုံချွတ်အပ်ပါတယ်ခင်ဗျာ 夜道傍，木雀嗷鸣呀鸣。